ஆளுமைங்களாவா ကျွန်တော်တို့ football and live ပွဲကြူသုံးသက်ချက်ကနေပြီးပြန်လည်ပြီးကြူလိုက်ပါတယ်အဲ့တော့ဒီနေ့ညစနေနေ့မှာဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းဆိုတဲ့ဥစ္စာကတော့ဒါရှိတာနေပါတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒါ Premier League ပွဲစဉ်တွေပါမှာပါဒါကျွန်တော်တို့ Premier League ဒါအသင်းလက်နဲ့ဒါကျွန်တော်တို့ Champion League ဝင်ခွင့်အတွက်ကြည့်ကောင်းမဲ့ပွဲတချို့တော့ရှိခဲ့ပေမဲ့ဒါအသင်းကြီးဆိုရင်တော့ Manchester City တသိမ်းပဲရှိတယ်ပေါ့နော် Manchester City ပွဲစဉ်ကလည်းတကယ်တည်းပြန်ကြည့်မယ်ဆိုရင်စောက်တဲ့အင်္ဂလန်မှာတော့ကန်ရမယ်အတွက်ကြောင့်မို့တော်တော်လေးကိုလွယ်ကူတဲ့ပွဲစဉ်ဆိုရင်တော့မမှားဘူးစ တိတဲ့နဲ့ခုလက်ရှိမှာလက်ကြံပွဲစဉ်တွေကထင်သလောက်မခက်ခဲတော့တဲ့အတွက်ကြောင့်မို့လာမယ့်ဒါကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်အတွက် တေချာလောက်နီးနီးဖြစ်သွားပြီလို့ပြောလို့ရမယ်နေတာတစ်ခုရောက်လာခဲ့ပြီ။ဒါပေမဲ့စီဒီတိနဲ့စောက်တတန်သိရဲ့အိမ်ငွေမှာတွားကန်ဟမ်းမဲ့အတွက်ကြောင့်မလို့လုံးဝပော့ရော်လို့တော့မရဘူးလို့ကျွန်တော်နေပထမအဆုံးပြောပြရစီ။စောက်တတန်သိရဲ့အိမ်ငွေမှာဒါကျွန်တော်ကန်မဲ့အတွက်ကြောင့်မဒါစီဒီတိနဲ့ဒီနေ့ဘွယ်ဆယ်မှာဒါကျွန်တော်တို့လူဘလူမို့တို့ထုတ်လာမယ်။စီဒီတိနဲ့ဒါဂွာဒီယိုလာစိတ်ကြိုက် ပုံစံမျိုးဒီနေ့ဘွယ်ဆယ်မှာဒါပြောင်းလဲမှုတချို့နဲ့လာလိမ့်မယ်လို့ကျွန်တော်နေနဲ့မြင်နေ။အဲ့ဒါစီဒီတိဘက်ကပြန်ကြည့်အောင်စီဒီတိနဲ့ဒါကျွန်တော်တို့ဒီနှစ်မှာအထင်တလောက်ဒါအဆင်မပြေထားခဲ့ပြီမယ်။အခက်မသိရင်ဒီနှစ်မှာဒါကျွန်တော်တို့ဒီပွဲသာစီဒီအသစ်နေနိုင်ခဲ့ မယ်ဆိုရင်တော့ Arsenal အသင်းနဲ့ရမှတ်တူသွားမှာဖြစ်ပါတယ်။ Arsenal အသင်းကလက်ရှိမှာဒါပွဲချက်တပွဲဖြစ်တယ်ဒါကျွန်တော်တို့ Arsenal အသင်းကဒါကျွန်တော်တို့ Liverpool အသင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တော့ Manchester City အသင်းကဒါ Southampton အသင်းနဲ့တွေ့နေပါဘောနော်။ပြောချင်တာတော်တော်လေးကိုလွယ်ကူတဲ့ပွဲတပွဲဖြစ်နေတာကိုတွေ့ရမှာ။အဲ့တော့ City အသင်းနဲ့ဒီနေ့ပွဲစမှာတော့ရှင်းတယ်။သူတို့တွေနဲ့100%နိုင်အောင်ကန်သွားမယ်။ Arsenal နဲ့အမှတ်တူဖြစ်ဖို့အတွက်အကြီးစားကြီးစားသွားမယ်လို့ပြောလို့ရတယ်။ City အသင်းနဲ့ဒါကျွန်တော်အခက်ခဲဆုံးနှစ်တင်မှာတော့မှဒါကျွန်တော်အစ်စ်နှစ်နေရာကိုတလန်းရယူနိုင်တယ်ဆိုတဲ့ပုံစံ မျိုးကိုသူတို့လုတ်ပြသွားအောင်ဖြစ်တယ်ဒါပြင်သူတို့ကလည်း FA ဖလားရတာ final မှာဒါကျွန်တော်တို့ Crystal Palace နဲ့တွေ့ပြီးတော့ FA ဖလားရဘူးတော့လည်းတော်တော်လေးကိုတာဆူနေတဲ့အသင်းတစ်သင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလူတွေပြောတဲ့လိုပဲ City အသင်းရဲ့ဒီနှစ်ကတော်တော်လေးအားနေတဲ့နှစ်တစ်ထည့်ပြောခဲ့ပြီးမယ်အခုလက်ရှိဒီနှစ်ပွဲစဉ်မှာသာနိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော် Champions League ဝင်ခွင့်တက်လည်းတည်ကြမယ် Arsenal အမှတ်တူသွားမယ်ဒါလက်ရှိမှာဒါကျွန်တော်ဒီနှစ်မှာဖလားတစ်လုံးစကူဘူးအတွက်လည်း finalist ဖြစ်နေတဲ့အတွက်ကြောင့်တော်တော်လေးကိုအရေးပါတဲ့ပွဲစဉ်ပွဲဖြစ်တယ်အဲ့တော့ဒါ City အသင်းနဲ့ဒါပြောနေတာပေါ့နော်အကြာကြီးရင်ချီယာကြီးတယ်ဒါကျွန်တော်တို့ စပိန်ကျွဲတော့ရှိတယ်ဆိုတဲ့စကားမန်ချက်စတာစီးတီးတင်မယ်စီးတီးတင်ကဒီနောက်ပိုင်းခုနကစီးတီးတင်ကဒါအများခင်ဗျားကျွန်တော်ကျွန်တော်တို့ဒါဟိုတချို့လူတွေနိုဘူးဘာညာစနေခဲ့မယ်စီးတီးတင်ကြီးမြတ်လာတယ်ဆိုတာဟိုအတင်းကြီးတင်းဖြစ်လာတယ်ဆိုတာလုံးဝလုံးဝညင်းစရာမဟုတ်ဘူးဆိုတော့စီးတီးတင်အားနည်းတယ်ဆိုတာသူများအတင်းနေတာကျွန်တော်တို့ဟိုအကောင်းဆုံး moment အခြေအနေတစ်ခုပဲရှိရလို့ပဲပြောရမှာပေါ့နော်အကယ်ကုလားစီးတီးတင်ကဒီထဲမှာမှဒါကျွန်တော် FA Flower ကိုရခဲ့မယ်ဆိုရင်စီးတီးအတင်းအားနည်းတယ်ဆိုတာဒါကျွန်တော် Premier League မှာဒါတော်တော်လေးကိုကောင်းသေးတယ်ဆိုတော့လည်းဆက်ပြလို့ရရတယ်မှာပါတယ်ပေါ့နော်ဒါ Manchester ချက်စီအစ်တဲ့ဒီနှစ်မှာတော့ကျွန်တော်တို့အနေနဲ့ဒါတော်တော်လေးကိုထူးနှက်ချက်တွေများတယ်အပြောင်းလဲတွေလည်းများတယ်ဒါဒီနှစ်မှာဒါချက်စီအစ်ရဲ့အလဲအပြောင်းအများဆုံးတစ်တနည်းလူတော်ပြောလို့ရတယ်သူတို့ရဲ့ဒါအဓိကကစားသမားကွင်းလင်ကစားသမားဖြစ်တဲ့ Kevin De Bruyne လာမေးရာဒီမှာဒါအသင်းကထွက်ခွာမယ်ဒါပြကျွန်တော် Erling Haaland နဲ့ Dani Alves ရောက်ရနေခဲ့ပြီးဒါ Rudy ဆိုလဲဒါကျွန်တော်ရာဒီစကတဲ့က ဒါကျွန်တော်တို့ ACL ဖြစ်သွားတာခုချိန်ထိကိုပြန်မလာနိုင်သေးဘူးเนาะအဲ့တော့ series တဲ့ဒီနှစ်မှာကတော်တော်လေးကိုကြီးမားလွန်းတဲ့ transition တစ်ခုကိုပြောင်းလဲနေတယ်ဆိုတာကလုံးဝလုံးဝညှင်းလို့မရဘူးတစ်ဘက်က Southern အင်းကြောင့်ပြော Southern အင်းကဒါကျွန်တော်နှစ်တိုင်းလို့ဒီဆောက်ခြင်းဖြစ်လာခဲ့တယ်တန်းလေးတက်လာလိုက်တန်းလေးပြန်ဆင်းသွားလိုက်လားဒါမင်းနေမှာဒါ playoff ကတန်းပြန်တက်ဖို့အတွက်သူစ조사အောင်မယ်တန်းလေးတက်လာလိုက်တန်းလေးပြန်ဆင်းသွားသူအဲ့ဒါပဲသူလုပ်ဦးမယ်ဆိုကျွန်တော်အနေနဲ့မြင်တယ် Southern အင်းနဲ့ဒါကျွန်တော်တန်းပြန်တက်လာသူတို့ရဲ့အဓိကကစားသမားတွေကိုဒါကျွန်တော်လာမင်းလူရဒီမှာသူတို့ရောင်းသွားမယ်အဲ့ဒီပတ်ဆိုင်နဲ့တူတာ Southern အင်းမှာဟိုကျွန်တော်ဒါချက်မြရှိမှပြန်လဲပြီး ော့ထူထောင်မှုကြိုးစားမယ်ပြည်တက်ပြန်တက်လာမယ်ကစားသမားကောင်းတစ်ယောက်နှစ်ယောက်ပေါ်မယ်ပြည်အဲကစားသမားတွေကိုထပ်ပြီးရောင်းသွားမယ်အခုလည်းရှစ်စားသားတဲ့မှာဒီတိုင်းပဲဒါ dribbling တို့ဒီလိုကစားသမားတွေတို့လာမယ်နေရာဒီမှာရောင်းမှုတော့တို့ပြင်ဆင်နေပြီ camera archer တို့ပေါ်လေရောင်းမှုပြန်လဲပြင်ဆင်နေပြီဒါကျွန်တော် walker peter တို့ပေါ်လေရောင်းမှုပြင်ဆင်နေပြီ ramsey ဆိုလည်းအသင်းကနေပြန်လဲပြီးထွက်ဖို့အတွက်ပြင်ဆင်နေကြအဲ့တော့လက်ရှိမှာဒါကျွန်တော်တိတလောက်ကစားသားတဲ့ရတာတဝက်လောက်ဒါသုံးဖို့နှစ်ဖို့လောက်ကလာမယ်နေရာဒီမှာအသင်းမှာဆက်ရှိနေဖို့မရှိဘဲနဲ့ဒါအသင်းကနေတရားဝင်ထွက်ခွာဖို့အတွက်အကုန်လုံးဒါပြုတ်လုပ်နေပြီလို့ကြားလို့ရတဲ့သတင်းတွေညတွေ့ရမယ် တွေမှာပါတယ်။စေးသင်းကလာမဲ့လူရည်ဒီမှာအပြောင်းလဲကြီးကြီးမားမားတွေရှိမှာမှတ်မဲ့ဒါလက်ရှိဒီကစားသမားလူစဉ်ကတိတ်ပြီးအပြောင်းလဲများများအစားရှိမှာလို့တော့မထင်ဘူး။ဒါပေမဲ့ကစားသမားအစ်စ်တွေလာမဲ့လူရည်ဒီမှာအများကြီးရောက်လာမယ်ဆိုတာတော့ကျွန်တော်တွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်။အဲ့တော့ဒီနေ့မှာဒါကျွန်တော်စေးသင်းနဲ့ဒါကျွန်တော်ခါတိုင်း အဲ့ဒါ record တွေရဒီလက်ရှိဒါစီးစစ်ဒီခေါက်တည်းနဲ့နောက်ကျတယ်ဗောနော်ခါလဲဆိုတာကျွန်တော်တို့ CD တင်းကဒါဒီဇင်မာလောက်မှာဒီလိုပူဇော်မျိုးအမြင်တွေ့ခဲ့တယ်စီးစစ်နဲ့အခုလက်ရှိမေလိုက်ဗောဒါမေတော့ပဲဟုတ်မှာဒါကျွန်တော် April လောက်မှာမှဒီခြေစုံပြန်ပြီးတည်ငြိမ်သွားခဲ့တယ်ဒါ Premier League ပွဲတိုင်းနိုင်လာခဲ့တယ်အခုလက်ရှိဒါကျွန်တော်တို့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၅ပွဲလုံးနိုင်ထားတယ်တကယ်ကောင်းမွန်လို့နေတာကျွန်တော်ခြေစုံပိုင်ဆိုင်ထားတယ်အသိကြီးအသိငယ်အသိလက်အကုန်လုံးကိုဒီခြေစုံနဲ့လူနိုင်ထားခဲ့တယ်လက်ရှိပါဒါကျွန်တော်ဥရောပဝန်ကြီးတွေလည်းခတ်ခဲတဲ့အပူနံတွေအကုန်လုံးကိုလည်းအနိုင်ယူပြီးကြော်ဖြတ်ထားခဲ့တယ် Northern Voice ကိုလည်းအိမ်ကွန်းမှာ ာတော့အဝေး Northern Forest ကိုလည်းအဝေးကမှနိုင်ထားခဲ့လို့ Aston Villa အသင်းကိုလည်းအိမ်ကမှနိုင်ထားခဲ့တယ်။ City နဲ့ဒီလက်ရှိနောက်ဆုံးပြိုင်ပွဲဆုံး၅ဘောမှာနောက်ထပ်တစ်ခုကောင်းလာတာသူတို့ရဲ့ cancel ပိုင်းချစ်လက်မှုပဲ။ဒါ City တွေဒါကျွန်တော်အများကြီးပြောတယ်ပဲ Manchester City ကသူတို့အနေနဲ့ကဲအမဲ့ပွဲတွေနေလာလေသူတို့ဒီပြိုင်ပွဲတစ်ခုတည်းသာ focus လုပ်မှာအဲ့ပြိုင်ပွဲတစ်ခုကို City သင်းနိုင်မှုများတယ်။ဒီနေ့မှာ City သင်းရဲ့ပြဿနာကလည်း Rudy လည်းနာသွားတယ်ဒါကျွန်တော်တို့ Kevin De Bruyne လည်းနာနေခဲ့တယ် Erling Haaland လည်းမကြာခဏဆိုလို့နာတယ်။နောက်တန်းတန်းလုံးမှာဆိုလဲဒါတည်တည်ချာချာတွဲလို့ရတယ်နောက်တန်းတန်းမရှိခဲ့။အဲ့တော့ပြဿနာအရေးကဒီနေ့မှာဒါ City သင်က injury ကထင်ထားတဲ့အများကြီးကြုံခဲ့ရတော့သူတို့ရဲ့လက်ရှိလူစင်းရ တေဂျာတကူကဘလို့မှဒါကျွန်တော်တို့အဲပြိုင်ပွဲတစ်ခုထက်ပိုပြီးအာယုံဆိုင်လို့မရရဒါပေမဲ့ဂွာဒီယိုလာနဲ့ပြိုင်ပွဲတစ်ခုထိပိုပြီးအာယုံဆိုင်ခဲ့ပေမဲ့ဒီနေရာမှာပြောမစုံရင်တော့ဒီနှစ်ကကျွန်တော်အမြင်ပဲစီးရီးသင်းနဲ့မြောက်တက်ကိုင်းလွတ်သွားတယ်နှစ်တစ်နှစ်လို့ပဲပြောတယ်ချန်ပီယံလိဂ်ကိုပဲအာယုံဆိုင်မှာလားပရီးမီးယားလိဂ်ကိုပဲအာယုံဆိုင်မှာလားဟိုလိုလိုဒီလိုလိုဖြစ်သွားခဲ့တဲ့နှစ်တစ်နှစ်ကစီးရီးအသင်းကိုတတ်သွားခဲ့တယ်လို့ပဲဆိုလို့ရမယ်အခုလက်ရှိမှာလားပရီးမီးယားလိဂ်မှာတည်တည်ချာချာပြန်လဲအာယုံဆိုင်လဲကိုတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်သွားခဲ့တယ်အခုလက်ရှိမှာဆိုလဲစီးရီးအသင်းအနေနဲ့ဒါအဆိုးရွားဆုံးဒါလက်ရှိဒါပက်ဂေါ်လာရောက်လာပြီးနောက်မှာအဆိုးရွားဆုံးຢာတိတစ်ခုလို့ ချို့ကပြောပေမဲ့အခုလက်ရှိမှာ assistant နေရာကိုရောက်ဖို့အတွက်ဒါရေပန်းပြန်စားလာခဲ့ပြီ FA flight ရောက်ဖို့အတွက်လည်းရေပန်းအဲ့တော့ city အသင်းကအားနည်းတယ်ဆိုတော့သူများအသင်းတွေအားတာတဲ့ပုံစံမျိုးသာရှိတယ်ဆိုတာကိုတော့ဒါကျွန်တော်ပြောရမယ့်တဲမှာပါတယ်ဗောနော်တစ်ဖက်ကဒါ Southampton အသင်းကနောက်ဆုံးပြိုင်ပွဲဆိုငါ့မှာပွဲတိုင်းရှုံထားတယ်ပွဲတိုင်းကိုရှုံထားခဲ့တယ်ဒါကျွန်တော်ဂိုးပြတ်တကြီးပဲရှုံထားနှစ်ခုနဲ့အထက်က၄ပွဲရှုံထားကြားထဲမှာဒါကျွန်တော် WhatsApp ကိုတရေကြတဲ့ပွဲစဉ်ကလွယ်လွယ်ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးကိုခွက်ခွက်လောင်အောင်ရှုံထားတယ်ဒါ Tottenham Hotspur အသင်းကိုတော့မှ3-1နဲ့ရှုံထားတယ်ဗီလာအသင်းကိုဒါ3-0နဲ့ရှုံတယ်ဖူဟန်ကို ဘက်နဲ့ရှုံးတယ်ဒါတန်းစင်းစုံအသင်းချင်းချင်းဒါ2-0နဲ့ Leicester City ကိုရှုံးခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာက Southampton တင်းနဲ့ဒီနှစ်ပိုင်းမှာဒါကျွန်တော် Southampton တက်ကတစ်ခေါက်တက်လာရင်ဒါကျွန်တော်တစ်ခေါက်အမှတ်ဘူပေါ့ support တက်ခဲ့ရတာကျွန်တော်တို့ဟိုတလွဲဥစ္စာတွေသူတို့အနေနဲ့ယူတက်တာကိုတွေ့ရမယ်ဒီတစ်ခေါက်မှာဒါကျွန်တော်တို့ဟိုတက်တန်းတက်လျှောက်အဆိုးရွားဆုံးဒါကျွန်တော်အခြေအနေတစ်ခုကိုじゃလုတ်ပြသွားခဲ့တယ်ဆိုတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ဒါကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဟိုလက်ရှိအခြေအနေအရာပေါ့နော်လက်ရှိအခြေအနေတွေအရာဒါ ပူးမွေ့လင်းလင်းပြောရမယ်ဆိုရင်တော့ဆာတနန်သင်းနေ တန်တက်လာပြီဆိုရင်တန်တက်တဲ့အသင်းသင်းနေတဲ့တိတိချာချာ handle လုပ်တဲ့လည်းဖြစ်နေပြဿနာဆောင်တဲ့အသင်းခုလည်းရှိခေါ်ထားတဲ့ဒီပြတွေကလည်းဒါဟာကျုံးမယ်ဒါလုံးဝဖြုံးမယ်ဆိုတဲ့ဥစားပဲခံစစ်ကိုဆော့မယ်ဆိုတော့အဲ့လက်လက်ရှိနောက်ပိုင်းမှာဘောတော့ Premier League ကိုတက်လာရဲ့ဒီပြတော်တော်များတယ်သူတို့အသင်းကိုသူတို့လုံနိုင်ဆိုဘယ်လောက်ရှိသူတို့မသိဘူးသူတို့ဒါဒီပြကဒီပြလုံချင်တာပဲသိတာသိလားပြဿနာအဲ့ဒါနှစ်တိုင်းနှစ်တိုင်းခုလည်းရှိဒီကနောက်ပိုင်းပဲမနစ်ကလည်းဒါကြောင့်တန်တက်လာတဲ့အသင်းတော်တော်များပြန်ဆင်းသွားတယ်ဒီနှစ်မှာတန်တက်လာတဲ့၃သင်းလုံးပြန်ဆင်းတယ်အဲ့ဒါကဘာကြောင့်လဲအဖြစ်ကရှင်းတယ်အသင်းကငွေမသုံးတဲ့အပြင်ကိုနောက်ကခုနကပြောသူ့အသင်း ောင်းသူပြည်ဒါမှမဟုတ်လက်ရှိဒါ S switch team လား လက်စတက်ကြည့်မလားအခုလက်ရှိဒါကျွန်တော်တို့စောက်တဲ့နယ်ကြည့်မလားဒီသုံးသိန်းလုံးကိုကြည့်မယ်ဆိုရင်ခံစစ်ကစားတာမဟုတ်ဘဲနဲ့တိုက်စစ်အားတွေကစား Okay ခဏခမရအသင်းကဘလောက်ကောင်းနေလို့တိုက်စစ်ကစားရမှာလဲအခုလက်ရှိအသင်းကြီးချင်းချင်းတွေ့နေတာမှာအသင်းကြီးတချို့ကဒါကျွန်တော်ခံစစ်ပုံစံမျိုးအခုချိန်ဒီကစားတာကိုတွေ့ရမယ်တဲ့မှာပွားတယ်ဗောနော်အဲ့တော့ပြောချင်တဲ့အတိတ်ပဲကအခုချိန်ဒီလိုပုံစံမျိုးဆိုရင်တော့စောက်တဲ့နယ်အသင်းနဲ့တက်ပြန်တက်လာရင်ဒီလိုပုံစံမျိုးဆက်သွားမယ်ဆိုတော့မထူးတမ်းမဲ့တစ်ခါတည်းစဉ်းစားတာကောင်းမယ်လို့မြင်တယ်ဗောနော်တစ်ဖက်ကစီးရီးအသင်းကဒီနေ့ပုံစံမှာချိန်လိမ့်မယ်ဒါတစ်ဖက်ကအာဆနယ်အသင်းနဲ့ဒါလက်ရှိမှာအမှတ်တူသွားပြီ GD ကွာနေမှာကျွန်တော် GD ကိုဒီနေ့ပုံစံမှာရ အောင်ကြိတ်လိမ့်မယ်။အနည်းဆုံးသူတို့3-4ဂိုးသွင်းပြီးတော့လက်ရှိမှာဒါ deficit ရလို့ပြောတယ်။လက်ရှိမှာ Southampton တင်းရဲ့ခန်းစစ်ကလည်းတော်တော်လေးကိုစုပ်ပြတ်နေတာဖြစ်ပြီး City တင်းရဲ့တိုက်စစ်ကလည်းဂိုးပြန်မြူလာတဲ့အကြောင်းမို့ဒါ Omar Marmoush တို့ဒါကျွန်တော်တို့ ကေဗင်ဒဘရိုင်းနာရဲ့ဒါကျွန်တော်တို့နောက်ပိုင်းနောက်ပိုင်းခြေစွမ်းနေတဲ့သူဒိုကူတို့ဒါကျွန်တော်တို့အဲဆေးဗာတို့ရဲ့ twin goal တွေကိုကျွန်တော်ဒီနေ့ပွဲစမှာမြင်ရမှာဒါပေမဲ့လက်ရှိမှာကျွန်တော်ဒါ city ပွဲစဉ်ခုနောက်ပိုင်းဒါမျောရတဲ့တစ်ချက်ကတော့ဒါပြောရမယ်ဆိုတော့ O'Reilly လေးကိုကြည့်ကျင်လို့မျောမိတာဖြစ်တယ် O'Reilly လေးတော်တော်ကြီးကိုကောင်းပါတယ်တော်တော်ကြီးကိုကောင်းတယ် O'Reilly နေနဲ့လာမဲ့ဒါကျွန်တော် city အသင်းရဲ့ up and coming ကစားသမားတစ်ယောက်ဖြစ်မယ်လို့ပဲမြင်တယ် O'Reilly ကလာမဲ့ဒါကျွန်တော် city အသင်းရဲ့ယာတီမှာတော်တော်လေးကိုအရေးပါအရောက်မဲ့ကစားသမားမြင်ဒါပေမဲ့လက်ရှိမှာစိတ်မကောင်းစရာကတော့ FIFA တန်ကလုံးဝကိုဂျောင်းထိုးထားတဲ့အခြေအနေတစ်ခုရောက်သွားခဲ့ပြီဖြစ်ပြီးတော့ FIFA တန်တယောက် ပျောက်ဆုံးနေပြီဖြစ်တယ်ပေါ့။ဒီလောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 ကြီးတို့မှာကျင်းလူဆန်ပေါင်းဝင်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့။ များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။များများကလစ်မှမြန်မြန်နံဖြစ်ပါတယ်။အားလုံးမကြိုးတမပြကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့ရေနောက်မှပဲအေးအေးဆေးဆေးတူကြရပါဘော။အားလုံးမကြိုးတမရဲ့မြန်မြန်လေးကလစ်ဖို့မမိကြပါနဲ့။များများကလစ်မှမြန်မြန်နံမှဖြစ်ပါတယ်။အားလုံးမကြိုးတမရဲ့ဒေးဗော်ပါ။